ကိုမိုးဆက်ရဲ့ကြပြားတွေဝယ်ပြီးတော့ဖတ်ဖြစ်ပါတယ်။ဒါမဲ့တငယ်ချင်းတွေရှိမှာတော့မဟုတ်ဘူးပေါ့နော်။ကလေးရဲ့တငယ်ချင်းတွေကကြပြားဖတ်တဲ့သူဆိုလို့ချင်စိတ်ကြီးနေစမ်းလို့ထင်ကြလို့။နင်းရသဘောကောင်းသလား။နင်းတငယ်ချင်းတွေကမောင်းပါတယ်နော်။เนี่ยตะเหงเจนเนี่ยไอ้หนูเนี่ยม้อมมาเลยไม่รู้ป่ะตรุ๊ดเนี่ย ငယ်ငယ်ရဲ့ပြည်စုံချမ်းသာတဲ့ဘဝကကြီးပြင်းလာကြတာဆိုတော့တို့ကအဲ့လိုပဲနေတတ်တာလေ။နေရအဲ့လိုမျိုးတွေဖြစ်တွေ့တယ်လို့လည်းအဲ့လိုအနံ့ကြီးကွင်းကျယ်နေတယ်ပေါင်းလို့ရတာဖြစ်မှာပါ။ဘာပြောလဲ။ကိုဘိုးဆက်ကနေတဲ့ငွေချင်းတွေကိုအနိုင်ကြီးကျင်းကျင်းလို့ပြောတယ်။နေတဲ့ငွေချင်းကြတဲ့မှာလဲကိုမိုးဆက်တို့စာရင်းပြည်လို့ပြောကြတယ်။ အဲ့ဒါကိုတွင်းမိသွားလို့တကယ်တော့လေလူတွေကတယောက်နဲ့တယောက်အဲ့လိုတစိမ့်တက်ပြီးတော့မုန်းနေကြတယ်ဆိုတာတယောက်ကြောင့်တယောက်ပြချမသိသေးလို့ဖြစ်ပါတယ်လူတိုင်းလူတိုင်းမှာကောင်းကွက်ကောဆိုးကွက်တွေရှိကြပါတယ်ဟာကြပြားဆရာတို့ဆုံးမမယ်ကြပြားဆရာဆရာမပေါ်လာပြီဟေး